ဲ့မင်္ဂလာပါ Mel Fashion Channel နဲ့ပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့တော့ Calculus 3ရဲ့ Separable Function ကိုကြည့်အောင်ပေါ့နော်။အဲ့တော့ Separable Function ဆိုတာဘာလဲ။အဲ့တော့အရင်ဆုံးဒီမှာရေးထားတဲ့အတိုင်းပဲ f of integration of f of y dy ကဘာနဲ့ညီလဲ။ integration of g of x dx နဲ့ညီရပေါ့နော်။အဓိကတော့သူကဒီမှာက y function ပါတဲ့ဟာကို y function နဲ့ x function နဲ့ကိုခွဲလိုက်တဲ့သဘောပဲပေါ့နော်။ ပြီးတော့ဒီမှာ constant c ထပ်ပေါင်းထားပါတယ်အဲ့တော့ example အတွက်ကြည့်အောင်ပေါ့နော် example 1 solve the differential equation dy over dx ကဘာနဲ့ညီလဲဆိုရင် x square over y square ပေါ့နော်အဲ့ဒါဆိုတာလေးကိုရေးကြည့်မယ် dy over dx ကဘာနဲ့ညီလဲဆိုရင် x square over y square နဲ့ညီတယ်တဲ့အဲ့တော့ find the solution ပြီးတော့သူအရင်ဆုံးသူကဒီအရာကို solve လုပ်ခိုင်းတယ်ပြီးတော့အ solution ကိုရှာခိုင်းတယ်ပေါ့နော် အရင်ဆုံးကျမတို့တွေအဒီ differential equation ကို solve လုပ်ကြည့်မယ်အဲ့တော့ x တက်တက် y တက်တက်ခွဲမယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကအ y ကိုဘယ်ဖက်မှာထားတာအကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့ y တန်ဖိုးကိုရှာချင်းလို့ အဲ့တော့ number first step အနေနဲ့ပါရေးလို့ရလဲဆိုလို့ရှိရင်ဒီမှာ separate variable နော်အဲ့တော့ variable ကို separate လုပ်မယ်ဆိုတော့ y က y နေရာမှာဆိုတော့ဟောဒီက y ကမြောက်ထားတော့ဒီမှာလာပြီးမစားထားတော့ဒီဘက်မှာလာမြောက်မယ် y squared dy equal to x squared dx เนาะဒီတိရသွားပြီပြီးတော့ကျမတို့ဒီဘက်ဆက်လုပ်မယ်ဆိုတော့နောက်နည်းနည်းပို့မယ်เนาะ sorry โอเคအဲ့တော့အမ်အဲ့တော့ကျမတို့တွေဒုတိယသစ်အနေနဲ့ integrate ဒီရသစ်မှာပါလဲ integrate both side နော် integration လုပ်တဲ့ sign ထည့်မယ်ဆိုတော့ဒီမှာ y squared dy to integration a squared dx okay နော်အဲ့တော့ကျမတို့ integration လုပ်မယ် integration တော့လွယ်လွယ်လေးပဲ power ကိုတိပောင်း power နဲ့စာမယ်နော်အဲ့တော့ y over 3 over 3 equal to h cube over 3ဒီမှာ constant c လာပေါင်းပေးပါမယ်အဲ့တော့ကျွန်တော်တို့လိုချင်တာ y ပေါ့နော်အဲ့တော့မလိုတဲ့ h ကိုဟောဒီ y ရဲ့အောက်မှာ3ရှိတော့ y ကိုဟိုဘက်ကိုဒီမှာနှစ်ဖက်စလုံးကိုပါနဲ့မြောက်လိုက်မယ်3နဲ့မြောက်လိုက်တော့ h cube 3c โอเคเนาะပြီးတော့ကျမတို့လိုချင်တာက y ဆိုတော့ y equal to cube root of 3 x cube plus 3c ဒါလေးကြံခဲ့မယ်အဲ့တော့ y ကိုလို့ရှင်တော့ဘယ်လောက်ရမလဲကျမတို့က 3c ကို constant k လို့ထားလိုက်မယ်ပေါ့နော်အဲ့တော့ cube root of x cube plus k where ဟုတ်တယ်နော် where 3c equal to k okay အဲ့တော့ကျမတို့ y တန်ဖိုးရခဲ့ပြီဘယ်လောက်လဲဒီ y တန်ဖိုးကကြတော့ဒါပေါ့နော် မဲ့ကျမတို့ကသူ initial condition ပေးထားတဲ့သူကနံပါတ်ပြီးဒါနံပါတ်ပြရကြတော့ resolution if y of 0 equal to 2ဆိုလို့ရှိရင် constant ကိုရှာလို့ရပြီအဲ့တော့ y ကဒီမှာဘောနော် equation y ကိုပြန်ရင်းမယ် y equal to cube root of x cube plus k ဘောနော်အဲ့တော့ f ရဲ့ order ဟိုဟာမှာ on ရဲ့ကဲအဲ့တော့ x က 0ဟုတ်တယ်နော်မှာ y ကဘယ်လောက်လဲ2အဲ့တော့ y ညာမှာဘာထည့်မလဲ2ထည့်မယ် cube root of 0ဟုတ်တယ်နော်0 cube plus k အဲ့တော့ဒီမှာ2ကဘာနဲ့ညီလဲဆို cube root of k ဟုတ်တယ်နော်အဲ့တော့ cube root ဆိုတော့တနည်းအားဖြင့်ဘာနဲ့တူလဲ1 over 3ဟုတ်တယ်နော်1 over 3နဲ့တူတယ်ဒါပေမဲ့ကျမတို့က k တန်ဖိုးရှာချင်တာအဲ့တော့ k ကိုရချင်တော့ကျမတို့က1 over 3ကိုဗာနဲ့မြောင်းမလဲ3နဲ့မြောင်းမယ်ဒီဘက်မှာလဲ2 cube ပေါ့เนาะအဆိုဒီတစ်ခုခြေတော့ k ကဗာနဲ့တူမလဲ8အဲ့တော့ k 8ရပြီဆိုတော့အမ်ဒါကြောင့်မို့လို့ဒီမှာကျမတို့အဖြေထုတ်လို့ရတယ် the value of y ကကြတော့ဗာဖြစ်တော့မလဲ y equal to cube root of x cube plus 8 okay เนาะ အဲဆိုရင်တော့ဒါကတူရှာချင်းတဲ့အဖြေပဲဖြစ်ပါတယ်။ဒါတော့ example 1ပေါ့နော်။ဒါတော်တော်လွယ်တယ်။နောက်တစ်ခုတွားကြည့်မယ်။ soft differential equation ဖြည့်ရှင်းပါပေါ့နော်။ dy over dx က6 square over 2y over cos 2y cos y ပေးထားတယ်။အဲ့တော့အရင်ဆုံး ကျမတို့ number 1ဘာလုပ်ရမလဲ? separate variable okay နော်။ a set the y that the shin lo khwe lo ya mya ji me khwe lo mya yin separable function ုံးလို့မရပါဘူးเนาะတခြားမသက်တုံးရမယ်အဲ့တော့အရင်ဆုံးဒီမှာ x နဲ့ y ပေါ့เนาะပိုင်းပိုင်းဝေမှာ x ရှိပြီးမှာပိုင်းရှိမှာ y ရှိတော့ဒါ separable ဖြစ်တယ်ဆိုတာသိတာတယ်အဲ့တော့ကျမတို့တွေရေးမယ် dy over dy y ကိုဒီဘက်ကိုလာမှမြောက်လိုက်မယ်ပေါ့เนาะအဲ့တော့ဒီမှာဘယ်လိုဖြစ်သွားမလဲဆိုတော့ 2y sorry 2y plus cos y โอเคเนาะตัวบาเนี่ยเหมือนกันเลย dy equal to 6a square dx ဒီလိုဖြစ်သွားတာနားလဲเนาะပြီးတော့ဒုတိယအချက်မှာကဘာလုပ်မှာလဲဆိုတော့ဒုတိယမှာက integrate both side โอเคเนาะနှစ်ဖက်စလုံးကို integrate လုပ်မယ်နောက်ဖက်စလုံးကို integrate လုပ်တော့ကျမတို့ကဒီမှာပါရလာမလဲဆိုတော့ integrate of integration of 2y plus cos y dy equal to integration of x squared dx okay เนาะဒီလိုလေးရလာမယ်အဲ့တော့ကျမတို့တွေဒီမှာပါဆက်သွားလို့ရလဲ integration ဆောက်လို့တော့မယ်ဒါတော့ဘယ်လိုခွဲလို့ရသည်လဲ 2y dy plus ဟုတ်တယ်เนาะအပေါင်းအနှုတ်စုခွဲလို့ရတယ် cos y dy equal to integral of x squared dx ဒါကျမတို့ integration လုပ်တော့2 into power ကို1ပေါင်းလိုက်တော့ 2 power to nin or power နဲ့ပြန်စားတော့2 okay เนาะ plus cos ကို integration လုပ်တော့ပါရမလဲ sin y equal to 6က constant က constant ဒီတိုင်းထားမယ်အဲ့တော့ x square ကို integration လုပ်တော့ x cube over 3 plus c constant เนาะအဲ့တော့ဒီနှစ်ခုချိန်မယ်3 4 6ဆိုရင်ကျမတို့ပါရမလဲ y square plus sin y equal to 2x cube plus c okay အဲ့ဆိုရင်ဒါကကျမတို့လိုချင်တဲ့အဖြေပဲဖြစ်ပါတယ်။တော့ထပ်ရှင်းလို့ရလားဆိုတော့အဲ y ကိုရှာရတာတော်တော်လေးခက်မယ်ပေါ့နော်။အဲ့တော့ကျမတို့ဒီမှာပဲရထားမယ်။အဲ့တော့ဒီ example လေးရဲ့အဖြေကတော့ y square plus sin y ကကြတော့ 2x cube plus c နဲ့ညီပါတယ်ဒီမှာ initial condition ဘာမှမပြီးထားတဲ့ကြောင့်မလို့ဒါလေးအဖြေပဲဖြစ်ပါတယ် okay အဲ့တော့ asymmetry ကိုတွားကြည့်မယ်ပေါ့နော် equation က y prime equal to ဒီဘက်ကိုခြိုက် y prime equal to x square y ပေါ့နော် equation ကိုဒီလိုပေးထားတယ်အဲ့တော့အဲဒီ y prime ဆိုတာဗာလဲ first differentiation ပေါ့နော်ဒီ y over dx โอเคနော် အဲအဲ့တော့ကျမတို့ဒီမှာဘာစာတင်လိုက်မလဲ dy over dx ကဘာနဲ့ညီလဲ x square y ဟုတ်တယ်နော် separate လုပ်ပြီးတော့ပြီဟောပြီးတော့နံပါတ်1က separate variable sorry နော်အဲ့ဒါ separate မလုပ်ဘူး separate variable အခုမှ separate လုပ်မယ် separate လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲ y တက်တက် x တက်တက်ခွဲလိုက်မယ်ဆိုတော့ dy ကိုဒီတိုင်းထားမယ် error y ကဒီဘက်ကိုလာတော့1 over y ပြီးတော့ x ခွဲ dx ကဒီမှာစားတယ်ဟိုဘက်ကိုတွားပြီးမှမြောင်းမယ် dx okay နော်ပြီးဒုတိယတစ်ခုဒုတိယ step ကပါလဲ integrate both side နောက်ပတ်လုံးကို integrate လုပ်မယ်ဆိုတော့ integration of 1 over y dy square the integration of x square dx ဟုတ်တယ်နော် okay အဲ့တော့ဒီမှာကြည့်အောင်1 over y ကို integration လုပ်တော့ပါလဲ ln modulus of y ရပြီးမှာဒီဘက်က x square ကို integration လုပ်ရင် x cube over 3 c okay ဒါပေမဲ့ကျမတို့လိုချင်တာက y ပဲပေါ့เนาะ ln mod y မဟုတ်ဘူးအဲ့ဒါကြောင့် modulus of y ကိုလိုချင်တော့ အရင်ဆုံးကျမတို့နှစ်ခုနှစ်ဖက်ဆုံးကို e-power base တင်လိုက်မယ်နော် e-power ln modulus of y ကဘာနဲ့ညီတောင်းမယ် e-power a cube over 3 c okay နော်အဲ့တော့ဒီနှစ်ခုခြေထွားမယ်ခြေထွားတော့ကျမတို့ဒီမှာပါကြံခဲ့ရမလဲဆိုရင် modulus of y equal to ဒီနှစ်ခုကိုဘယ်လိုခွဲရေးလို့ရလဲ e-power c into e-power a cube plus 3နော်အခြေတူရင်ထန်ညွန်ပေါင်းထားတယ်เนาะအဲ့ဒီတော့ ့ကျွန်တော်ရ y ကိုလိုချင်တော့ modulus ကိုဖြုတ်ချင်တော့ပါလေ plus or minus e power c e power x cube over 3 okay အဲ့တော့ကျွန်တော်တို့ဒီ theme မှာအဲ plus or minus e power c ကိုကျွန်တော်တို့ gain ကြီးတစ်ခုထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်မက let a ကို plus or minus e power c လို့ထားလိုက်မယ်ဒါကြောင့်မလို့ y ရဲ့တန်ဖိုးကဘာဖြစ်သွားမှာလဲ a e power x cube over 3 okay เนาะအဲ့ဒါဆိုရင်ဒါကျမတို့ရတဲ့အဖြေပဲဖြစ်ပါတယ် သူက initial condition မပေးထားတဲ့အတွက်ကြောင့်မလို့အဖြေကတော့ဒီမှာပဲဆုံးတက်ပါမယ်အားလုံးပဲ major ရှင် comment box မှာမေးထားလို့ရပါတယ် thank you ပါ